င်္ဂလာပါ။ဘိုင်းစော်နိုင်မှကျိုးစောပါတယ်။ယခုတစ်ခါဖတ်ပြပေးမှာတော့ထိုင်းနိုင်ငံမှာဟာချိုင်းမှာမြန်မာများလူတက်မှုဖြစ်ပွားဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံဆိုတာနိုင်ငံရေးစီးပွားရေးများကြောင့်ချွေပြောင်းမြန်မာလူသားများအများဆုံးရှိတဲ့တိုင်နေချင်းနိုင်ငံတစ်နိုင်ငံမှာထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်တဲ့ကမ္ဘာလက်ကျန်၅နိုင်ငံမှာထိုင်းနိုင်ငံလည်းပါဝင်ပါတယ်။မြန်မာမင်းများလက်ထက် ခဏတိုင်းစစ်တိုက်ကြုံပြုတ်ခံရနိုင်ငံဖြစ်ပြီးယခုချိန်မှာတော့သူတို့ကစစ်မတိုက်ရပဲမြန်မာပြည်ရင်းစစ်များကြောင့်ရောစီးပွားရေးအခြေအနေများကြောင့်မှမြန်မာနိုင်ငံသားများဟာကိုယ်တူကိုယ်တော့ကြုံသွားပြုတ်ခံနေရတဲ့နိုင်ငံဖြစ်နေပါပြီကိုခွေရတူတာကော နိုင်ငံနဲ့နမိတ်ထိစပ်တာရောမြန်မာမင်းတို့အုပ်စိုးခဲ့ဘူးရတွေကြောင့်မှရင်ကျေးမှုတွေမှာပါတူးနေတာများပါတယ်အခုနောက်ပိုင်း နှစ်ပေါင်းရာစုနှစ်များစွာကျင်းပလာတဲ့မြမရိုးရအတာတကြံပွဲကိုလည်းထိုင်းတို့ကသူတို့ရိုးရအဖြစ် နိုင်ငံတော်အဆင့်ထိကျင်းပနေပြီဖြစ်ပါတယ်။ဒီနေ့2025ခုနှစ်ဒေလပိုင်း14ရက်နေ့မြမတကြံအကြနေ့မှာမြမနိုင်ငံမှာတော့မကြသေးခင်ကလှုပ်ခဲ့တဲ့မန္တလေးခလျင်ကြောင့်တကြံကိုစီကားစွာမကျင်းပနိုင်ပေမဲ့ထိုင်းနိုင်ငံမှာတော့အကြီးအကျယ်စီစီကားကားကျင်းပတာမြင်ရတွေ့ရပါတယ်။ ဒီနေ့ကြံအကြမ်းနေ့မှာထိုင်းနိုင်ငံရောက်မြန်မာရွှေပြောင်းလုပ်သားများသည်မဟာကျိုင်းဝေလာဆက်ခွန်မှာကြံလဲရင်းမြန်မာနိုင်ငံသားချင်းချင်းခိုင်ရန်ဖြစ်ပွားရမှာလူတက်မှုထိဖြစ်ခဲ့ရလို့သိရပါတယ်အသက်ခံရသူကကွဲချင်းပြီးတည်ဆုံးခဲ့ပြီးတည်ဆုံးသူဟာထွယ်သားဖြစ်ခါခိုင်ရန်ဖြစ်ပွားခဲ့သူများတော့ကရင်များလို့သိရပါတယ်အခုချိန်မြန်မာနိုင်ငံကအစအစအရာရာနောက်ောက်ကျ ဘေးမျိုးမျိုးကြံမျိုးမျိုးကြားရောက်နေချိန်မှာမြန်မာနိုင်ငံသားတို့ရဲ့စိတ်ဟာထိခိုက်လွယ်ပြီးဒေါသရှည်ထားဖြည့်ရှင်းတတ်ကြပါတယ်။အရာရာကိုသတိကပ်ပြီးမေတ္တာရှည်ထားဆက်ဆံကြပါအထူးသဖြင့်တိုင်းနမရောက်မြန်မာများရွှေမြန်မာပြည်သားစွာရောက်လေရာဇမဖြစ်ကြပါနဲ့စိတ်ကမ်းရှိကြပါတိုးနဲ့တူကိုငြိမ်းရိုင်းမင်းကြပါလို့ပြောရင်းအားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပေါင်းရန်ပေါင်းကို ခလုံးမတိစုမညိပဲအောင်မြင်စွာကြော်ဖြတ်နိုင်ပါစေကြောင်းစုမုံကောင်းပို့တာလိုက်ပါတယ်ခင်ဗျာ